thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးနောက်နေ့မှာအသက်ရှင်ဖို့မသေးကြတဲ့မင်းအောင်လိုင်းဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းတဲ့ရောက်လျောက်တွင်လျက်စစ်ရထားဆွဲမြီစီးပွားရေးဥမောလာနေပြီးအစာရှိသည်တို့ကိုတောင်းစီရေမြောက်လျှောက်ပြောနေခြင်းသည်အကြောင်းမဲတော့မဟုတ်၎င်းတို့သည်တိုင်းပြည်ကိုရေရှည်အုပ်ချုပ်သွားမည်လို့များဖြစ်ကြောင်းယခုလိုကုကံနေကြခြင်းသည်အချင်းနီးသာဖြစ်လာမည်ကိုဆိုလိုကလူလူအားစိတ်တက်ရေရာတိုက်စစ်ဆင်းနေခြင်းသာဖြစ်ပါသည်၎င်း၏စကားများသည်အစံ မပါသောတကြံအမြောက်မန်းကိုကောင်းစွာသိရှိထားသူဖြစ်တော်လဲအရေးကြီးသည်ကစိတ်တည့်ရရာတိုက်ပွဲဆင်နွှဲခြင်းများသာဖြစ်ပြီးတိုင်းပြည်သည်နိုင်ငံခြားမီဒီယာများပြောသလိုပြည်တွင်းစစ်ဖြစ်နေခြင်းမဟုတ်ကြိုးကြားကြိုးကြားဆန့်ကျင်မှုများလောက်သာသိစေခြင်းနေပါသည် အချို့ကလည်းသူဤတိုက်ွက်တဲ့ငိုင်းစင်းသွားပြီးစိတ်တက်ကြခြင်းတို့ဖြစ်လာနေကြပါတယ်။အလွယ်လေးပင်စဉ်းစားရရပါတယ်။မင်းအောင်လိုက်သည့်တိုင်းပြည်ကိုတနက်နေ့တိတ်၍အုပ်ချုပ်နေခြင်းများသာဖြစ်ပါတယ်။ထိုတနက်ပြောင်းကိုဖေရှားလိုက်ပြီးဆိုလျင်24နာရီပင်မခန့်အသိရထားတဲ့လေရင်ပေါ်မိသားစုလိုက်တက်ပြေးကြရမည်။ထို့အတွက်အလုံးကထိုနေထားသည့်ရောက်လာအောင်ဆက်တော်မှဖြစ်ပြီးဥပမာတိုင်းစစ်ဌာနချုပ်တို့ကမှတိုင်းမူသည့်မိမိတို့မှ CDM လုံးမည်ဟုကြေညာလိုက်ုံဖြင့်နေခြင်းညခြင်းဆိုသလိုပွဲကတက်ဝက်ပြီးသွားပေလိမ့်မည်။ ်မှာအရာရှိကြီးငယ်မဟုသည်တိုင်းပြည်အုပ်ချုပ်ရေးကိုလူကြီးများကကောင်းသလိုစီမံနေကြခြင်းဖြစ်၍ထောက်ခံရမည်နိုင်ငံတော်ကိုအုပ်ချုပ်ရေးသည်စစ်တပ်အလုပ်ဖြစ်သည်ထို့အတွက်ဖြစ်နိုင်သမျှနှီးပေါင်းစုံဖြင့်ငြိမ်းအောင်ထိန်းနေခြင်းဖြစ်သည်ဟုမျက်စိမဲ့ယုံကြည်နေကြသူများဖြစ်ပါသည်ထို့သောတိုင်းပြည်ကိုငြိမ်းအောင်ထိန်းရင်ကျူးလွန်နေမှုမှန်သမျှသည်လုံထင်လုံထိုက်သည်ဟုလည်းခံယူထားကြပါသည် ဤဒီကစစ်တပ်တဖွဲ့လုံးလက်ခံယူဆထားသည့်အဓိကချက်ဖြစ်နေသည်ကိုသတိမူကြရမည်ဖြစ်ပါသည်မြန်မာသည်ဤများလောက်တယန်စာတပေါ်ကျွယ်ဝပါလျက်ကမ္ဘာတွင်အစင်းရဲဆုံးနိုင်ငံဖြစ်အောင်အုပ်ချုပ်ခဲ့ကြသည့်သုံးစားမရသည့်အတွေ့အခေါ်များရှိနေပါလားဆိုသည်ကိုလည်းမသိချင်အောင်စောင့်နေတတ်ကြပါသည်ထို့သော၎င်းတို့တွင်ရွှေရောင်တလက်လက်နှင့်နန်းတော်ကြီးတများခန္ဓာကြီးကျယ်သောအိမ်ကြီးများခောက်ကွေးများကိုတော့ဖန်တီးပေးနိုင်စွမ်းရှိကြပါသည်၂၀၀၉ခုနှစ်စက်တင်ဘာလတွင်အမေရိကန်သတင်းစာဆရာတွန်ပလက်နှင့်ပြုလုပ် ပ်တဲ့အင်တာဗျူးမှာလီကွမ်းယူကမြမစစ်ကောင်းဆောင်များအားနက်လက်ဘိန်တုံးများဟုခေါ်ဆိုသွားခဲ့ပါရယ်ယခုဒေသလီကွမ်းယူတက်ရှိထင်ရှားရှိနေုံမြည်ဆိုလျင်တော့နက်လက်ဘိန်တော့အစင်မဟုတ်တော့ဗိုလ်တန်းရွှေလိုလူမျိုးကိုပင်ထို့သို့ပြောနေမှမင်းအောင်လိုင်းဆိုလျင်ရှက်လုံး၍တွေးပင်မတွေ့ရတော့ပင်ဗိုလ်တန်းရွှေသမီးတကိုလုံးစိတ်နှွေးညွတ်နေအောင်ဆင်ထားသည်မင်္ဂလာဆောင်ကိုပင်ယူကျူးကကြည်ပင်ခရစ်စမတ်ထရီကြီးရွှေလာနေတဲ့အောင်ထင်ရသည်ဟုအဆိုပါအင်တာဗျူးမှာတန်တော်ပြောသွားခဲ့ပါရယ်စစ်တပ်သည် sorry မင်းသားများ များတတ်မှချရလောက်အောင်ချမ်းသာကြွယ်ဝလာနေသည်ကိုရှက်ရကောင်းမဲမသိ၎င်းတို့အတွက်ဉဏ်ပူဇော်ကားအဖြစ်သဘောထားနေကြသည်မှာယခုတိုင်ပင်ဖြစ်ပါသည် သို့သော၎င်းတို့လူကြီးဆိုသူများသည်လူသက်မိရှုမနှိမ်မှုများကျွလွန်နေကြသည်ကိုမသိချင်အောင်ဆောင်ရုံမကအားပေးအားမြောက်ပြုနေကြသည်ကိုကြားသိလာကြပြီးဖြစ်၍ထိုခံယူချက်သည်ရင်းရောင်ပြိုလဲလိုက်လာနေပြီဖြစ်ပါသည်အထူးသဖြင့်လူငယ်အရာရှိများအဖို့၎င်းတို့တိုက်နေရသောရန်သူများသည်အစဉ်ပြေလျင်ငြိမ်းချမ်းရေးယူလိုက်ကြအစဉ်မပြေလျင်ထတိုက်လိုက်ကြလူမိလူများမဟုတ်ပင်ယူမန်းချက်ကိုမယောင်မချင်းတဘို့ကြတဘို့တက်စနစ်ဖြင့်ဆုံးခန်းတိုက်တိုက်သွားကြမည်သူများ ဖြစ်နေသေးကိုလည်းရိတ်စားမိလာကြပြီးဖြစ်ပါတယ်။ဒုကတင်တော့၎င်းတို့ပေါ့ဒီနေ့အသက်ရှင်လဲနောက်နေ့အသက်ရှင်အောင်မြည်လာဆိုသည်ကိုအာမမခံနိုင်တော့ကြောင်းမလွဲဧကန်တွက်စားမိလာကြမည်လည်းဖြစ်ပါတယ်။လက်ရှိစစ်ပွဲကြီးသည်မြည်သည့်အခါမှာဆုံးခန်းတိုင်ပြီမဟုတ်တော့ပြီးရန်ကဖျက်ရမည်ပွဲဖြစ်လာနေပါတယ်။ထို့အချက်ကိုအရာရှိငယ်များဤမိဘသားမယားများကောင်းစွာသဘောပေါက်သင်ပါတယ်။ရမလားဆိုသည်စိတ်ဖြင့်လှုပ်ကြည့်နေကြသောအာနာယူများမှလွဲ၍အလုံးသည်တမြေတဲ့နေတရေတဲ့တောင်ညီကိုမောင်နှမများသာဖြစ်ပါ ပါတယ်လမ်းများပေါ်တွင်ဖုံးများတောင်ရစ်ညအချိန်မတော်အိမ်များတွေဝင်ကလူများကိုဖမ်းဆီးတယောက်နဲ့တယောက်ဘသူတလန်လဲဟုဆိုကတန်တရားမျက်လုံးများဖြင့်အကဲခတ်ကြတိုင်းပြည်အနာကဲ့လူငယ်များကိုအတင်းအဓမ္မသေးတွင်ပို့ဤသည်က၎င်းတို့မြင်တွေ့လိုကြမည်မြမပြည်ကြီးမဟုတ်သေးကတော့ဂျင်းသေးပါတယ် စောစောကပြောသလိုအာနာယူများကအခြေအနေမဟန်လျင်အသင်ရှိနေသောလေရင်ပေါ်တဒါကြီးငယ်ဆွဲ၍တက်သွားကြမည်ကိုတတိချက်တင်ပါ၏မိတို့ပင်စိုးစေးလက်ရှိပုံစံတိုင်းရှစ်ဆက်သွား၍မရတော့နောက်ပြန်လဲ၍ဘလို့မှမဖြစ်နိုင်တော့သောအနေအထားကိုရောက်ရှိနေပြီဖြစ်ပါ၏လူလူဤထောက်ခံမှုစိုးစည်းများမရသောအစိုးရမျိုးသည်တိုင်းပြည်ကိုဘလို့အုပ်ချုပ်ပေးမည်နှင့်ခေါင်းဆောင်ဆိုသူကလည်းစကားတခွန်ပြောတိုင်းဝိုင်းပြီးလှောင်ခံနေရသည့်အဖြစ်မျိုးရောက်နေသည်ကိုကိုဘာသာသုံးသပ်နိုင်စွမ်းမရှိဘယ်သူကမှလည်းထောက်မပြရေးပဲ င်လေပြင်တွင်အထိန်ကုန်မရှိမျိုးချင်ရမျိုးနေသည့်လေတစင်းလိုဖြစ်လာနေပါသည်မင်းအောင်လိုက်သည်၎င်းလိုမြေရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောတိုင်းရွေးကောက်ပွဲအောင်မြင်ရသည် လူလူ၏ယုံကြည်မှုအားလုံးပါဝင်နိုင်မှုရှိရမည်ဆိုသောအချက်များမပါလုံခြုံရေးတင်ကြဖို့နှောက်ယှက်ဖြည့်ဆည်းလိုသူများကိုအလင်းမြေအေးအေးထောင်ချပြဖို့လူသည်များကိုဦးစားပေးပြောဆိုနေ၍လူလူ၏သဘောတူညီချက်မပါပဲလက်ထိတ်ခိုက်ခံထားရသည့်ရွေးကောက်ပွဲဟုအေယံဝရီကရေးသားထားပါသည်။ကြောင်မဲတို့တင်ပြီးတရက်ကြာမှမင်းအောင်လိုက်သည့်ပြင်းဦးလင်တို့ရောက်လာခဲ့တော့လေရဟတ်ရင်ပြင်သွားလျင်မိနစ်အနည်းငယ်သာဝေးသည့်ကြောင်မဲတို့ခြေချရဲခြင်းမရှိသည်ကိုတွေ့ရကြောင်းယခုထိလည်းနောင်ချိုတို့မတော်ရဲပဲရှိနေစေဖြစ်သည်ဟုဆိုပါသည်။ ်လာရှိုးတို့လည်းရောက်မလာသေးပေ၎င်းကစိတ်ချရမည့်ပြင်းဦးလွင်တွင်သာတရစ်တဝဲဝဲဖြင့်ဟန်ရေးပြပြီးအဝေးကနေသာ လက်ပြနေရှာရတော့လေဇိုးဝင်းကတော့နောက်ချိုတို့အရောက်သွားပြခဲ့ပါရီထို့အတွက်သူရဲဘောကြောင့်သူကြောင်ချီအဆရှိသောတစိမ့်များရှေးလျှောက်တစ်ခုပြီးတစ်ခုကတ်ခံရဖို့သာရှိနေပါရီ ဒီနေ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရန်နှင့်မိမိတို့ရင်သွေးများ၏အနာဂတ်ကိုအာမခံနိုင်မည်နိုင်ငံတော်ကြီးပေါ်ပေါက်စေရန်နိုင်ငံကိုချစ်ကြသူတိုင်းတွင်တာဝန်ရှိလာနေပြီဖြစ်ပါသည်အထူးသဖြင့်ရှေးတန်းစစ်မြေပြင်သို့ပင်မလာရဲရှာသောအာနာရှင်အရှင်သခင်ကြီးအကျိုးကိုအသက်ဆုံး၍တည်ဖို့ကြမလားတိုင်းပြည်မျက်နှာကိုငယ်မလားဆိုသည်မှာအရာရှိအရာခံအကျက်စစ်တီတိုင်းဆုံးဖြတ်ကြရပေတော့မည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်နျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဆောက်ရေးအတွက်စစ်အရာရှိအများအပြားကိုရုရှားသို့ပညာတော်သင်များဖြင့်မင်းအောင်လိုက်ကအစမပြတ်ဆင်းလွတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်တည်ဆောက်ရန်ရှိနေသည့်နျူကလ িয়ার ဓာတ်ပေါင်းဖို့စီမံကိန်းအတွက်မင်းအောင်လိုက်ကစစ်အရာရှိအများအပြားကိုရုရှားနိုင်ငံသို့ပွဲလွန်ပညာတော်သင်များဖြင့်အစမပြတ်ဆင်းလွတ်လျက်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါရီးမြန်မာနိုင်ငံတွင်ရုရှားမကာဝဲ130အသေးစား နျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုတိစောင့်မည်ဖြစ်ပြီးရှင်းနောက်မကောက်ဝက်330တိလျှစ်တိုးချဲ့ထုတ်လုပ်နိုင်ရန်နျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုအဆင့်တိုးမြင့်နိုင်သွားရဲနှစ်နိုင်ငံလက်မဲ့ရေးထိုးခဲ့ပြီးနျူကလ িয়ার ဓာတ်ပေါင်းဖို့စီမံကိန်းတွင်ရုရှားနှင့်မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လောသဘောတူညီချက်ကိုရုရှားညွှန်ကြားမှုချုပ်နှင့်မြန်မာနိုင်ငံသိပ္ပံနှင့်ဤပညာဝန်ကြီးမျိုးသိန်းကျော်တို့ကယခုနှစ်ဧပြီလမှလက်မဲ့ရေးထိုးခဲ့ခြင်းဖြစ်ပါသည်ထို့သောနှစ်နိုင်ငံနျူကလ িয়ার ဓာတ်ပေါင်းဖို့စီမံကိန်းလက်မဲ့ရေးထိုးပြီးနောက်စစ်တပ်ကနျူကလ িয়ার ဘာသာရေးဆိုင်ရာ ားပွဲလုံရရှိထားသောရုရှားပြင်စစ်ဗိုလ်အရာရှိများကိုပြန်လည်စုစည်းကာလက်တွေ့နျူကလ িয়ার ဓာတ်ပေါင်းဖို့တိဆောက်ရေးအတွက်ပွဲလုံဘာသာရပ်များတင်ကြားနိုင်ရေးပညာတော်သင်များဇက်တိုက်ဆင်းလွတ်လျက်ရှိကြောင်းသိရပါသည်။ နေပြည်တော်ဘက်တော့ပြညာတော်တင်နေရာနဲ့ချီပြီးတော့ကိုစိလွတ်နေပါတယ်လူရွေးချေတာရောစိလွတ်တာရောက တက်ချုပ်ကအဓိကစီမံခန့်ခွဲဆောင်ရွက်တဲ့အဓိကဘုံမှုအစဉ်တွေဘွဲ့လော်မဟာဘွဲ့တွေကိုလက်တွေ့နျူကလ িয়ার ဘာသာရဲနဲ့ပတ်သက်ပြီးထပ်ပြီးအစဉ်မြင့်စီးပိုးဖို့နဲ့လက်တွေ့ပါလုပ်ကိုင်နိုင်တဲ့တည်လေ့ကျင့်သင်ကြားပေးဖို့ရုရှားကိုစိလွတ်နေတာပါအရင်ကတည်းကရုရှားကနေနျူကလ িয়ার သိပ်ပံဘာသာရဲနဲ့ဘွဲ့လော်ရှားထားပြီးသားအရာရှိတွေလည်းအများကြီးရှိတယ်အဲ့ဒီထဲကမှထူးချွန်သူတွေကိုတက်ချုပ်ကပြန်ရွေးပြီးစိလွတ်နေတာဟုနေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုကြောင်းသိရပါတယ်။မင်းအောင်လိုင်ကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်အသုံးပြုမည်ဟုပြောဆိုထားတော်လေနျူကလ িয়ার ပညာရည်နှင့်ပတ်သက်၍စစ်ဘက်အရာရှိများကိုသာရုရှားသို့ပညာတော်သင်ဆင်လို့ပြီးအရက်ဘက်မှဝန်ထမ်းများကိုဆင်လို့မှုအလွန်နှေးပါကြောင်းသိရပါတယ်။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာ အနုမျိုးဆိုင်ဦးစီးဌာနဆိုတာရှိတယ်။အဲ့ဒီဌာနကအရာရှိတွေကိုတော့ရုရှားကိုနျူကလ িয়ার ဘာသာရဲအတွက်ပညာတော်သင်ဆင်လွတ်တာကအင်မတန်ကိုနှဲပါတယ်။အခုပညာတော်သင်ဆင်လွတ်နေတာတပ်ဘက်ကပဲအများဆုံးပဲနျူကလ িয়ার နဲ့ပတ်သက်ရင်ပညာတော်သင်တွေကစစ်ဘက်ကကြီးပါပဲဟုနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ်။မင်းအောင်လိုင်းရခင်လစက်တင်ဘာလရုရှားခီးစဉ်တွင်မြန်မာနိုင်ငံတွင်အငေးစားလျက်စစ်တပ်ပေးဆက်ယုံတိဆောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအဆောက်အဦလူဆွမ်းအားရင်းမြစ်များနဲ့အခြားလူ အပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ကုမ္ပဏီတို့ကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မင်းအောင်လှိုင်ကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ကြောင်းသိရှိရပါသည်။